ားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ကောင်းထက်အေးဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာတော့ weekly တင်နေကြ podcast ဘာ game ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒါက episode 2ပေါ့နော်ဆိုတော့ဒီနေ့မှာကျွန်တော် sharing လုပ်ပေးခြင်းတဲ့ topic ကတော့ကျွန်တော်တို့ why failure is not the end it's the beginning ဆိုတဲ့အကြောင်းအရပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့အဓိပ္ပာယ်ကတော့ဘာလဲဆိုတော့ကျွန်တော်တို့ဘဝမှာကြာရှုံးကြတယ်ကြာရှုံးနေဆိုတာကကျွန်တော်တို့ဘဝအတွက်ဒါဒီ လမ်းဆုံးသွားတာမဟုတ်ဘူးကျွန်တော်တို့ဘဝအတွက်ကောင်းခြင်းတွေ beginning လို့ပြောလို့ရတယ်ဗျာဆိုတော့ဘာကြောင့်ကျွန်တော်တို့ကဒီနေ့မှာဒီအကြောင်းအရာကိုပြောရလဲဆိုလို့ရှင်ဒါလူငယ်တော်တော်များများဒီ failure နဲ့ပတ်သက်လာပြီဆိုလို့ရှင် stop sign တွေထင်ကြတယ်သူတို့ရမ်းကြောက်ကြတယ်ဒါလူငယ်တော်တော်များများမဟုတ်ပါဘူးလူတွေတော်တော်များများပါ failure ကိုကြောက်ကြတယ်ဒါပေမဲ့တချို့တွေကကြတော့ failure ကသူတို့အတွက် powerful tool တစ်ခုလို့သူတို့ခံစားကြတယ် ဒါပေမဲ့ဟိုတချို့တွေကကြတော့ powerful တကူ true ဟုတ်ဘူးလို့သူတို့မခန့်စားကြအောင်ဒါကြောင့်မလို့ဒီနေ့မှာတော့ဘာကြောင့် powerful တကူတကူအနေနဲ့ကျွန်တော်တို့ရှိနေတင်တာလေ failure ကကျွန်တော်တို့ဘဝမှာဘယ်လောက်အတိုင်းအတာတည်ရှိနေနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်ပေါ့နော်ကျွန်တော်တို့ဘာကြောင့်ကြောက်တာလဲဒါနဲ့ပတ်သက်ပြီးပြောချင်ပါတယ်ကျွန်တော်တို့ကအမှစဉ်းစားကြည့်အောင်ကျွန်တော် school grades တွေ တချို့တွေကအာဒီ semester မှာငါတို့ဒီအာဒီ semester မှာတော့ငါတို့ကြိုးစားခဲ့ရအမှတ်ကတလောက်ရရယ် okay ဒါပေမဲ့နောက် semester မှာကျတော့တို့ဒီအမှတ်ဒီနေသွားကြတယ်ဆိုတော့ဘာကြောင့်နေသွားတာလဲလို့မေးမိတဲ့အခါမှာတို့ online ပုံမှာမတင်ကြတော့တို့ failure ကိုကြောက်လို့ပါဆိုတော့ failure ဆိုတာကလူတိုင်းနဲ့ထိတွေ့ရမယ့်ဥစ္စာပါလူတိုင်းဒီကြာရှုံးကြရမှာပဲဒါပေမဲ့လေကြာရှုံးမှုတွေကနေပြီးတော့ကိုက သူများနဲ့မတူအောင်ဘယ်လို difference လုပ်မှာလဲဘယ်လိုမျိုးအရာအကြောင်းအရာတွေကကိုယ်တွေကိုပြောင်းလဲသွားအောင်လုပ်စီတာလဲဆိုတာက အရင်စကားဖြစ်ပါတယ်ဆိုတော့စဉ်းစားကြည့်ပါအရန်ကိုမှ successful ဖြစ်တဲ့ person တယောက်ကိုအရန်ကို admire ဖြစ်တဲ့ person တယောက်ကြဆုံးသွားပြီ။ဒါမှမဟုတ်ကိုအရန်လေးစားအားကျရတဲ့ entrepreneur တယောက်ကြဆုံးသွားပြီ။ဒါပေမဲ့အဲ့လိုကြဆုံးတဲ့သူတွေတိုင်းက ပြန်ချဖို့အတွက်သူတို့ဒီကြာဆုံးခြင်းကို powerful tool တစ်ခုအနေနဲ့သုံးပြကြရဲဆိုတာကိုဒါနောက်ထောင်နေသူတွေကိုသိစေချင်ပါတယ်ပေါ့နော်အဲ့တော့ failure က feedback နဲ့တူတယ်ဆိုတာကိုလည်းကျွန်တော်တို့မိထားလို့မရအောင်အဲကြောင့်လည်းဆိုတော့ကျွန်တော်တို့အောင်မြင်ကြတယ် failure isn't the opposite of success it is the part of the process ပေါ့နော်ကျွန်တော်တို့ success ဆိုတဲ့အရာကိုရှောင်လန်းကြတဲ့သူတိုင်းဟာ failure ဆိုတဲ့အရာကို ခံစားကြရပါတယ်။ဒါကြောင့်လည်းဆိုတော့ total mood က it is the part of the tool အဲ့လိုမျိုးဖြစ်တာဖြစ်တဲ့အတွက် failure ကို feedback ကနေပြီးတော့ကျွန်တော်တို့အကောင်းဆုံးအမှားတွေကိုအကောင်းဆုံးအနေနဲ့ဘယ်လိုမျိုးပြန်ပြီးတော့အမှန်တရားတွေဖြစ်အောင်အကောင်းဆုံးနေဖြစ်အောင်ဘယ်လိုကြိုးစားကြရလဲဆိုတာ ਨੇ အများကြီးဆိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ကဟိုငါတို့ကြာဆုံးသွားကြပြီဒီຢာကြီးကငါတို့တဲ့အဆင်မပြေတော့တော့ဟို ီအရာကြီးကငါတို့မဖြစ်နိုင်တော့တော့ဘူးဆိုလို့ဆိုတဲ့အရာတွေကို အများကြီးတွေ့ရယ်အများကြီးဟိုခံစားခဲ့ကြရတယ်လူတွေရှိရယ်ဗောနော်ဆိုတော့ကျွန်တော်ရဲ့ personal story တစ်ခုနဲ့ကျွန်တော်ပြောပါဆိုလို့ရှိရင်တော့ကျွန်တော်လည်းဒါပုံမှန်လေးပြောရမယ်ဆိုလို့ရှိရင်ဟိုအမားတဲကနေအမှန်ကိုပြင်ခဲ့တဲ့သူတယောက်လို့ပြောလို့ရတယ်ကျွန်တော် high school တုန်းကဆိုလို့ရှိရင်ဒါလိမ္မာရဲ့သူတယောက်မဟုတ်ပါဘူးဒါပုံမှန်လေးပြောတာလိမ္မာရဲ့သူတယောက်မဟုတ်ဘူးဒါပေမဲ့အကောင်းဆုံးလိမ္မာအောင်နေတယ် ဘုရားတရားတန်ခါကိုတရားလေးစီပူတယ်။အဲကြောင့်စီပူရတယ်လို့မြင်လို့ရှိရင်ကိုယ့်ကိုပြောင်းလဲစေမယ့်အရာဒီဒီဟာပဲကြံတော့တယ်လို့ကျွန်တော်ကိုတိကျွန်တော်တိထားတဲ့အခါမှာကျွန်တော်တောင်စီပူတယ်။ဒီပါသကောင်နားထောင်နေတရားလေးကိုနားထောင်ခဲ့ရပါတော့။အဲ့တော့အဲ့လိုမျိုးနားထောင်ခဲ့တဲ့အခါမှာဟိုအမားကိုတိထားတယ်ဒါပေမဲ့အမားဆိုတဲ့ရည်ထဲမှာပဲမမျောနေပဲနဲ့ကျွန်တော်အမှန်တရားတစ်ခုကိုတိခဲ့ရဆိုငါဒီပြောင်းလဲမယ်။ ဘလို့ပြောင်းလဲမှာဘလို့အကြောင်းအရာတွေကငါ့ကိုပြောင်းလဲစီရတယ်သူများနေတော့ဒါ compare မလုပ်ဘူးပေါ့နော်အဲကြောင့်လဲဆိုတော့ကိုကိုရန်ကအားနေတဲ့သူတယောက်ဖြစ်ခဲ့တာဖြစ်တဲ့အတွက်သူများနေ compare လုပ်လိုက်တဲ့အခါမှာမင်းကရောဘလောက်ထိပြည့်စုံနေတဲ့လူတယောက်ဖြစ်လို့လဲဆိုရဲမိကုန်နေပြီးလာနိုင်တယ်ဆိုတော့အဲ့လိုမျိုးမိကုန်နေမှာမိခင်ကျွန်တော်အနေနဲ့ဒါကြူပရတာပါကျွန်တော်ဒီသူများကို judge မလုပ်ပါဘူးဒါပေမဲ့လည်းအမှားကိုတီးလို့အမှန်ကိုပြင်တဲ့သူတော့ဒါကျွန်တော် really appreciate ုပ်တယ်လို့ပြောချင်ပါတယ်ဆိုတော့ famous failure တွေရှိတယ်ဥပမာထားပါတော့ကျွန်တော်တို့ JK Rowling publisher စနစ်ရောက်စီမှာသူ့ရဲ့စာအုပ်နဲ့ပတ်သက်ပြီး Harry Potter စာအုပ်ပေါ့နော်ဒါဘယ်လိုလဲသိမှာတမားတယ် global phenomenon ဖြစ်တဲ့စာအုပ်သူ reject ကြတယ်ဒါပေမဲ့ तू reject ထိတာနဲ့ပတ်သက်ပြီးတော့ तू failure ဖြစ်ခဲ့တယ်ဖြစ်တာကိုဖြစ်တယ်လို့မထားလိုက်ပဲ ਨੇ powerful tool တစ်ခုအနေနဲ့သုံးခဲ့တဲ့အခါ तू ဒီအောင်မြင်ကြတဲ့လူတရားဖြစ်လာခဲ့တယ် မိုက်ကယ်ဂျော်ဒန်ဘတ်စကတ်ဘောမှာကစားချင်လို့ဆိုပြီးတော့ high school ကိုရှောက်ခဲ့တဲ့အခါမှာ high school က reject လုပ်ခံခြင်းခံရတယ်။ဆိုတော့ဒီလိုလိုမျိုးလူတွေအောင်မြင်တဲ့သူတွေကဘာပေါ်မှာရှိတယ်။သူတို့အနေနဲ့ tools တခုအနေနဲ့သုံးလိုက်တဲ့အခါမှာ failure တွေကနေပြီးတော့ success တွေဖြစ်သွားတယ်။ဒါတွေကိုကြည့်ချင်အဖြစ်ကျွန်တော်တို့ကအကောင်းဆုံးသင်ခန်းစာတွေယူနိုင်မယ်လို့လည်းထင်တယ်ပေါ့နော်။အမှားတွေကနေအမှန်ဖြစ်အောင် ပြောင်းလဲပါ အမားဆိုတာကကျွန်တော်တို့အရန်ကို painful ဖြစ်တဲ့အရာတစ်ခုဒါပေမဲ့လည်းကျွန်တော်တို့ powerful ဖြစ်တဲ့ tool တစ်ခုအနေနဲ့ပြန်ပြီးအသုံးချစေခြင်း ਨੇ ဒါကြောင့်လဲဆိုတော့လူနိုင်ကအမားနဲ့မกินပါဘူးမှန်ပါတယ်အမားနဲ့မกินလို့လည်းအမားဆိုတဲ့အရာရှိလာတာလေနော်ဆိုတော့အမားဆိုတဲ့အရာကိုအမှန်ပြင်တတ်တဲ့သူကလူတော်ဖြစ်ပြီးတော့အမားကိုမသိပဲရေစုံညောနေတဲ့သူကတော့လူမိုင်းဖြစ်တယ်လို့ပြောချင်တယ်အမားတွေကလည်းအမှန်ပြင်နိုင်အောင်ကြိုးစားပါ အမားဆိုရည်ရည်ထဲမှာပဲမျောနေပဲနဲ့ကောင်းမွန်တဲ့လူတော်လူကောင်းတွေဖြစ်ပါစေလို့ဒီနေ့မှာ podcast by cake ကနေပြီးတော့အားလုံးကို sharing လုပ်ပေးချင်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ slogan လေးကိုပြန်ပြီးတော့လည်း remind လုပ်ပြရစေ sharing is caring this is podcast by cake